ကျမအခုအတွေ့အကြုံနဲ့ပတ်သက်တဲ့စာစုလေးတွေကိုဖတ်ပြပေးခြင်းနဲ့အရန်နဲ့ကောင်းလို့လိုက်နာထောင်ပေးကြအောင်နော်အတွေ့ဆိုတာကောင်းတဲ့အတွေ့ရှိသလိုမကောင်းတဲ့အတွေ့လည်းရှိပါတယ် ကိုတွေးမိတဲ့အတွေးကကောင်းတဲ့အတွေးဆိုရင် ကိုပဲအစအဆုံးစိတ်အေးချမ်းကပျော်ရွှင်ရပါတယ်။ကိုတွေးမိတဲ့အတွေးကမကောင်းတဲ့အတွေးဆိုရင် ကိုပဲအစအဆုံးဆင်းရဲကပူလောင်ရပါတယ်။အကောင်းဘက်က မတွေးသမျှပျော်ရွှင်မှုက ကိုနဲ့ဝေးပါမယ်။အကောင်းဘက်ကိုတွေးမှပျော်ရွှင်မှုကကိုနဲ့အတူရှိပါမယ်။အကောင်းတွေးတော့ပျော်ရပါတယ်။မကောင်းတွေးတော့ပူရပါတယ်။တင်းဘလို့တွေးမလဲ။ လူတိုင်းအလုပ်တစ်ခုစတင်လုပ်တဲ့အခါမှာအတွေးကနေစတင်လေးရှိတတ်ပါတယ်အတွေးရှိမှအလုပ်ဆိုတာရှိလာပါမယ်အတွေးလေးတောင်မရှိရင်အလုပ်ဆိုတာလည်းရှိမလာနိုင်ပါဘူးအတွေးကောင်းမှအလုပ်ကောင်းလာပါမယ်အတွေးလေးတောင်မကောင်းရင်အလုပ်ဆိုတာလည်းမကောင်းလာနိုင်ပါဘူးပုံမူကောင်းမွန်တဲ့အတွေးရှိမှပုံမူကောင်းမွန်တဲ့အလုပ်ဖြစ်လာပါမယ်ပုံမူကောင်းမွန်တဲ့အတွေးလေးတောင်မရှိရင်ပုံမူကောင်းမွန်တဲ့အလုပ်ဆိုတာလည်းဖြစ်မလာနိုင်ပါဘူးဒါကြောင့်တွေးပါ ကောင်းအောင်တွေးပါပုံမိုကောင်းမွန်အောင်တွေးပါအတွေးတွေကလူတိုင်းအတွက်တကယ်အရေးကြီးပါတယ်အတွေးတွေးနေုံနဲ့မပြီးပါဘူးအလုံးလုံးဖို့လိုပါသေးတယ် အလုံးလုံးယုံနဲ့လည်းမပြီးသေးပါဘူးများများညံနဲ့လှုပ်ဖို့လည်းလိုပါသေးတယ်အတွေးနဲ့နဲ့တွေးပြီးအလုံးနဲ့နဲ့ပဲလှုပ်ရင် တိုးတက်မှုရလက်တွေနည်းပါမယ်အတွေးများများတွေးပြီးများများညံတဲ့လုံးမှာတိုးတက်မှုရလက်တွေများပါမယ်။များများတိုးတက်မှုရလက်တွေရကျင်နေဆိုရင်များများတွေးပြီးများများညံတဲ့လုံးပါ တချို့ကအတွေးကောင်းတွေရှိပါတယ်အလုံးမလုံပါဘူးတချို့ကတော့အလုံးတော့လုံပါတယ်အတွေးကောင်းကောင်းမရှိပါဘူးအတွေးစိတ်ကူးကောင်းရှိပေမဲ့အလုံးမလုံရင်ကိုလိုရာမရောက်နိုင်ပါဘူးအလုံးလုံပေမဲ့အတွေးစိတ်ကူးကောင်းမရှိရင်လည်းကိုလိုရာမရောက်နိုင်ပါဘူးအတွေးစိတ်ကူးကောင်းလည်းမရှိအလုံးလုံတာလည်းမရှိရင်တော့ကိုလိုရာရောက်နိုင်စရာအကြောင်းကို မရှိတော့ပါဘူးအတွေးစိတ်ကူးကောင်းလည်းရှိအလုံးလုံတာလည်းရှိမှာ ကိုလိုရာရောက်နိုင်ပါတယ်ဒါကြောင့်အတွေးစိတ်ကူးလဲကောင်းပါစေအလုတ်လဲလုတ်ပါစေအတွေးနဲ့အလုတ်ညီမျှပါစေ ကို့အတွေးတွေကိုတန်မှန်တစ်ခါမှမတွေးပါနဲ့တန်မှန်တွေးရင်တန်မှန်ဖြစ်သွားပါလိမ့်မယ်အစင့်အတန်းမြင့်မြင့်တွေးမှအစင့်အတန်းမြင့်မြင့်ဖြစ်ပါမယ်ကို့အပြောတွေကိုတန်မှန်တစ်ခါမှမပြောပါနဲ့တန်မှန်ပြောရင်တန်မှန်ဖြစ်သွားပါမယ်အစင့်အတန်းမြင့်မြင့်ပြောမှ အစင့်အတန်းမြင့်မြင့်ဖြစ်ပါမယ်ကို့အလုပ်တွေကိုတန်မှန်တစ်ခါမှမလုပ်ပါနဲ့တန်မှန်လုပ်ရင်တန်မှန်အလုပ်ဖြစ်သွားပါမယ်အစင့်အတန်းမြင့်မြင့်လုပ်မှအစင့်အတန်းမြင့်မြင့်ဖြစ်ပါလိမ့်မယ် လောကမှာရှိတဲ့လူတချို့ဟာ ကိုထင်ရကို တွေးတယ်ပြောတယ်လောက်ကင်တကြတယ်ကိုထင်ရကိုကိုကတွေးခွင့်ပြောခွင့်လောက်ခွင့်ရှိပင်မဲ့တွေးတဲ့မတွေးတဲ့ပြောတဲ့မပြောတဲ့လောက်တဲ့မလောက်တဲ့နာကိုတော့တေရှာစဉ်းစားဖို့လိုအပ်ပါတယ်ကိုထင်ရကိုကိုက တွေးမယ် ပြောမယ်လုပ်မယ်ဆိုရင်ဘဝမှာအမှားကြီးမကစုပ်ယုံပျက်စီးတတ်ပါတယ်မမာရအောင်ကိုကထင်တဲ့အတိုင်းမတွေးလိုက်ပါနဲ့စင်ကျင်တတ်တဲ့အသိပညာလေးနဲ့တွေးပါ ကိုကထင်တဲ့အတိုင်းမပြောလိုက်ပါနဲ့စင်ကျင်တတ်တဲ့အသိပညာလေးနဲ့ပြောပါ ကိုကထင်တဲ့အတိုင်းမလုပ်လိုက်ပါနဲ့စင်ကျင်တတ်တဲ့အသိပညာလေးနဲ့လုပ်ပါ အသိပညာနဲ့တွေးတက်ပြောတက်လှုပ်တန်းမှာဘဝဆိုတာအမှားနည်းကတိုးတက်အောင်မြင်လာပါလိမ့်မယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်